အလုံးမင်္ဂလာပါရှင်ဒီနေ့ရုံးလို့တွေမော်ဘီကဗီယာဘိုက်မှာအစိုးရပူစုလာရောက်ဖြော်ဖြေလို့တွားအားပေးရင်းနဲ့ရုံးတို့သားဖားတွေ enjoy လုပ်ခဲ့တယ်ပေါ့နော်လာရောက်အားပေးရသူတွေရာလည်းအများကြီးပဲတွေ့ရတယ်အစိုးရပူစုကိုရုံးကတော့ငငယ်လေးတွေကအားပေးခဲ့တာဆိုတော့ရုံးရဲ့ idol တယောက်ပေါ့နော်အခုလိုမျိုးလာရောက်ဖြော်ဖြေတော့ရုံးတို့အတွက်အရန်ကံကောင်းတာပေါ့နော်ရုံးကတော့ကိုယ်တိုင်မိဘကိုဗီယာဆိုင်လိုက်ပို့တဲ့သားသမီးကောင်းလေးတယောက်ပါပဲရှင်အလဲ့ ဒီအနီကတော့ပျော်လို့ဆိုတာပါဆိုပြီးတော့ယွန်းအပင်းရဲ့အကြောင်းလာပြောအနီပဲဖြစ်ပါတယ်အရင်ချစ်ဖို့ကောင်းပါတယ်စိတ်လက်ဖက်ထောင်းလေးရဲ့ဘီယာလေးရဲ့အရန်လိုက်ပါတယ်ဒါကတော့ပြောင်းမှု cheese လေးနဲ့ကြောထားတအားမတ်ဒါကတော့ရန်ကုန်စတိုင်ခောက်ဆွဲကြော်ပဲဖြစ်ပါတယ်။စားလို့လည်းအရန်ကောင်းခဲ့ပါလေရှင်။ခောက်ဆွဲကြော်ဆိုလို့ရှိရင်အဲ့လိုမျိုးရွှဲရွှဲဆူဆူလေးကိုအရန်ကြိုက်တာပေါ့နော်။ဒီနေ့လည်းခောက်ဆွဲကြော်စားခြင်းနေရာနဲ့ကွက်တီဖြစ်သွားပါတယ်ရှင်။ ဒါကတော့ကြက်တောက်ဆန်းမှာရုံးဖေးလည်းတော်တော်ကြိုက်တယ်ဗောနော်ကြက်တောက်ဆန်းလေးကပူပူဆက်ဆက်ကလေးနဲ့တော်တော်စားလို့ကောင်းတယ်ဘီယာလေးနဲ့လည်းအရန်ကိုမှလိုက်ဖက်ပါတယ်ရှင်ရုံးကဘီယာဘိုက်ကိုအိကန်လေးရှိရဲ့နေရာတဝိုက်လောက်လိုပဲထင်တာဗောနော်အဲ့ဒါတော့တော်တော်ကျယ်အနောက်ဘက်မှာအခုလိုမျိုးဖြောဖြေးလုံးလို့ရပြီးတော့ကျယ်ဝန်းတဲ့နေရာရှိမယ်လို့မသိထားဘူးဗောနော်နေရာရောက်တော့မှဟာဒီလိုနေရာမျိုးရှိရပါလားဆိုပြီးအံ့ဩနေရပါဗော ကားပါကင်နဲ့ဆိုင်ကယ်ထားဖို့အတွက်လည်းနေရာစိတ်ပူစရာမလိုကျယ်ကြီးပဲရှိတယ်။ဒါလေးကတော့ပြည်ကြီးကဥကြော်ပဲဖြစ်ပါတယ်။ပြည်တော်သိန်းရွှမှုမှွေလေးနဲ့အရန်ကိုစားကောင်းပါတယ်ရှင်။သူ့လေးရလည်းဘီယာလေးနဲ့အရန်လိုက်ဖတ်တဲ့အမီးလေးပဲဖြစ်ပါတယ်။ဒါကတော့ငါးကင်မှာ ဒါကတော့ခရမ်းသီးကိုကင်ပြီးကဝက်လျှောက်တဲ့ခင်းစော်နေရပါတော့နှစ်ယောက်ရှင်ပြန်ရတယ်နိုင်တဲ့သူကဘီယာတကြားရမှာပါရှင်ကတော့အဲ့ဒါကိုမရှင်ပြန်ရဘူးပေါ့နော်ဒီအမအရန်တတိရှိရယ်အရန်လည်းပြောပေါ့ကောင်းလေရှင်ကတော့အဲ့အမအောင်အားပေးပါတယ်အဲ့အမပဲဘီယာတကြားရသွားပါတယ်ရှင်ဆန်ဆန်ပါရဲ့နေလာဆိုရင်တော့မောင်းလာတယ်လို့ပြောပါဘူးနော် ပါဗျာပြရအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ခရင်းစီစဉ်လေးလည်းထည့်ပြီးတော့လာရောက်အားပေးတဲ့ customer တွေကလည်းအရန်ပြောရတယ်ပေါ့နော်ရှုံးမောင်းကောင်းမှုအကြောင်းပြုပြီးရောဘီယာတကြအလကားတောက်လိုက်ရတဲ့အတွက်အရန်ပြောပါတယ် Yes, we're getting it.

Yo lo sobra. ရှင်ကတော့မှော်ပြူပြောင်းလာနှစ်နှစ်လောက်ရှိသွားပြီဆိုပေမဲ့အခုမှမှော်ပြူရသွေးနေတယ်ထီတွေ့ခွင့်ရပါတော့เนาะအရန်လဲခင်မှုကောင်းပြီးရောအားလုံးကချစ်ဖို့လဲကောင်းပါတယ်။ပြီးတော့ပြဿနာရှာသူတွေလည်းမရှိဘူးပေါ့เนาะအားလုံးကကဲနေကြပါဘောပျော်ပျော်ကဲနေကြပါဘောအဲ့ဒီမှာရှင်လဲပါပါတယ်။ရှင်ဘလော့လေးကိုလည်းစသုံးကြည့်ပြီးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။